Struggling with manual errors in rate cuts and stock management? KMS Fruit ERP automates calculations for precise error free operations in your fruit business. သတိနဲ့ဟင်းသီးဟင်းရွက်လက်ကားရှိကြည့်ကြည့်ရဲ့ရှုပ်ထွေးပွေလီတဲ့လုပ်ငန်းလေပတ်မှုပုံစံကိုခင်မိတဲ့ digital system နဲ့ဘလို့များပြောင်းလဲနိုင်မလဲဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင် ဒီလိုစမ်းတဲ့ပြောင်းလဲကိုဖန်တီးနေတာကတော့ Kitty's Micro Solutions ဆိုတဲ့ company ပါပဲ။သူတို့ကဘာဒီလောက်တလဲဆိုတော့လုပ်ငန်းတွေတဲ့အစီအိမ်နဲ့စီမံခန့်မှန်းမှု software တွေကိုအထူးကဖန်တီးပေးနေတဲ့ company တခုပေါ့။ဟုတ်ပြီဒါဆိုဒီမေခွန်းလေးကိုရင်စစ်စားကြည့်အောင်။မနာတန်းလေပန်းနေရတဲ့အကြီးစားလက်ကားဆီးကြီးတခုခုကိုထိထိရောက်ရောက်စီမံခန့်ခွဲရတာဘလောက်တောင်လဲဝင်မလဲဘလို့စင်ခေါ်မှုလေးတကယ်ရှိနေနိုင်မလဲ။တာမန်ပွဲရုံပိုင်းရှင်တယောက်ရဲ့တနစ်တာကိုပဲမြင်ရောက်ကြည့်လိုက်ပါ။မနာတန်းအလို့ရှုနေရပြီး ဖီးယားဒီလည်းအယမ်းများလည်းပေါ်ဝင်ခြင်းအိန္ဒိယမှာတော့ Sabzi Mandi လို့ခေါ်တဲ့အဲလိုတတိဝလံပွဲရုံတွေရဲ့လုပ်ငန်းလဲပန်းမှုကတကယ်ကိုစိန်ခေါ်မှုအဖြစ်ပါပဲဟုတ်တယ်တကယ်ကိုပါအလုတ်တွေရဲ့များစုကလည်းစာရွက်တွေလက်နဲ့ရေးတဲ့ပေါင်းချတွေပေါ်မှာပဲမိခူနေရတော့တွက်ချက်မှုတွေအလုံးကလည်းခေါင်းထဲမှာပဲဖြစ်ဖြစ်ခနန်းပေါင်းဆက်နဲ့ပဲဖြစ်ဖြစ်လက်နဲ့ပဲလုပ်နေရတာပါအဲ့ဒီနောက်အရာအလုံးကိုလက်နဲ့လုံးညာတဲ့အခါဘလို့ပြဿနာတွေတကယ်ဖြစ်လာနိုင်တယ်လဲစက်ကြည့်လိုက်ကြအောင် ကဲဒီမှာကြည့်ရှင်းရှင်းလင်းလင်းမြင်လာရပါပြီလက်နဲ့လုပ်ရတဲ့စနစ်ရဲ့အားနည်းချက်တွေကိုကြီးလိုက်တာနဲ့ digital fusion နှစ်တခုကဘာလို့ဒီလောက်တောင်အရေးကြီးနေတယ်လဲဆိုတာပေါ်လွင်လာပါပြီ software မသုံးဘူးဆိုရင်လေလုပ်ငန်းအတွက်ဆုံးရှုံးမှုတွေကတစ်ခုပြီးတစ်ခုတန်းစီခမားမှာပဲဥပမာလူတွေရဲ့အမာရွေးတွေပိုများလာမယ်ဆက်တွေရေးတွေကနှီးခွေးပြီးကြန့်ကြလာမယ်အဆုံးမှာတော့ဒါဒီအားလုံးကလုပ်ငန်းရဲ့အမြင့်အဆုံးကိုတိုက်ရိုက်လာပြီးထိခိုက်တော့တာပေါ့ ကဲဒီပြဿနာတွေအလုံးကိုဖြေရှင်းပေးနိုင်မယ့်ဖြေတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ဒီလုပ်ငန်းတွေအတွက်တီးတန့်ထုတ်လုပ်ထားတဲ့ KMS Pro ဆိုတဲ့ software ပါပဲကဲဒီဇာခွက်ကိုကြည့်ပြီးအရင်ကနဲ့အခုဘလောက်ကွာသွားလဲဆိုတာအတူတူနိုင်ရှင်ကြည့်ရအောင် KMS Fruit ERP ကိုမသုံးခင်နဲ့သုံးပြီးနောက်အချိန်ကြီးပေါ့ အချက်လက်တွေမှန်ကန်တိကျလာတာစက်သွေးရေးတွေပုံမြန်လာတာကနီးနောက်ဆုံးလုပ်ငန်းအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချနိုင်တဲ့အထိအရာအားလုံးကဘလို့ပြောင်းလဲသွားလဲဆိုတာရှင်းနေတာပဲဟုတ်ပြီအကျိုးကျေးဇူးတွေကိုတော့အကြမ်းဖျင်းတိလောက်ပြီကွဒါဆိုဒီလောက်ကောင်းတဲ့ပြောင်းလဲမှုတွေကိုဖြစ်လာစေတဲ့ software ရဲ့အထူးက feature တွေကဘာတွေဖြစ်မလဲတစ်ချက်ချင်းစီအသေးစိတ်ကြည့်လိုက်ကြရအောင်။ဒါကတော့တကယ်ကို အမခန့်အားတာချက်တခုမယ်။ဘာသာစကားပေါင်း26မျိုးအထိတွန်းလို့ရရတယ်ဆိုတော့စဉ်းစားကြည့်လေ ကိုစီပစီသွင်းတဲ့သူတွေကိုဖောက်တဲ့တွေကဘယ်နိုင်ငံကားပဲဖြစ်ဖြစ်ဘယ်ဘာသာစကားပဲပြောပြောအဆက်တွေပြတ်ကျောက်သွားမှမျိုးလုံးဝမရှိတော့ဘူးအရင်ကရှုပ်ရှုပ်ထွေးထွေးလုံးနေရတဲ့အစ်စ်နေရာရုံးကိုလေအခု screen တစ်ခုထဲမှာ click လေးတွေနင်းနင်းနေလိုက်အောင်နဲ့ပြီးသွားပြီကွန်ပျူတာရဲ့ဝင်ဆိုင်ရင်းသွင်းတာနဲ့ report တွေထင်းထင်းတာအထိအကောင်လုံးကရိုးရှင်းလွယ်ကူသွားတာပြီးတော့လုပ်ငန်းရှင်တိုင်းအတွက်အရေးကြီးဆုံးကိစ္စတစ်ခုဖြစ်တဲ့ data လုံးချုံရေးဖို့ ကွန်ပျူတာရုတ်တရက်ကြီးပြတ်သွားရင်ဘယ်လိုလုပ်မလဲ။ ransomware လိုမျိုး virus တွေဝင်လာရင်အချက်လက်တွေအကုန်ဆုံးကုန်မလား။အဲ့ဒါတွေအတွက်လုံးဝစိတ်ပူစရာမလိုတော့ဘူး။ဘာလို့လဲဆိုတော့နေ့စဉ် data တွေကို cloud မှာရော email ထဲမှာပါအလိုလျောက် backup လုပ်ပေးထားတာကို data ပဲလားဆိုတော့မဟုတ်သေးဘူး။ဒီ software ကိုပွဲယုံဈေးကွက်ရဲ့တကက်လက်တွေ့အခြေအနေတွေနဲ့ကိုက်ညီအောင်တေးသေးချာချာဒီဇိုင်းထုတ်ထားတာ။ ဥပမာ internet line မကောင်းတဲ့အချိန်ထဲမှာအလုပ်လုပ်လို့ရတယ်။ဝန်ထမ်းတယောက်ချင်းစီအတွက်ဘာတွေလို့ပိုင်ခွင့်ရှိလဲဆိုတာသတ်မှတ်ပေးထားလို့ရတယ်။ပြီးလို့အရေးကြီးဆုံးကညဘက်ပဲဖြစ်ဖြစ်မနက်ပဲဖြစ်ဖြစ်အကူအညီလိုရာနဲ့ချက်ချင်းရနိုင်တဲ့24/7 support လက်ရှိလေ။ဒါတွေအားလုံးကလုံခြုံကိုတရက်မှမရပ်တော့အောင်ကူညီပေးမှာပါ။အဲ့တော့ဒီလောက်ကောင်းတဲ့ software ကိုတုံးလိုက်ခြင်းအဖြစ်လုပ်ငန်းတွေတကယ်တမ်းဘာတွေဖြစ်လာမလဲ။ပြိုင်ဘက်ဒီထက်ရောဘယ်လိုမျိုးတာသွားနိုင်မလဲ။ အနည်းချက်အနည်းနဲ့ကြည့်လိုက်ကြအောင်တူတူနဲ့လိုရင်းပြောရရင်တော့ KMS Fruits ကအရင်ကလိုအမားများပြီးနေကွေးနေတဲ့လုပ်ငန်းစဉ်တွေကိုလျင်မြန်တယ်လုံခြုံတယ်ပြီးတော့စနစ်ကျတဲ့လုပ်ငန်းလက်ပတ်မှုဖြစ်ပြောင်းလဲပေးလိုက်တာပဲအဆုံးမှာတော့လုပ်ငန်းကလည်းပိုတိုတက်လာမယ်ဖောက်တယ်ကြီးကလည်းပိုပြီးစိတ်ချနေမှုရှိလာမယ်ဒါပါပဲအဆုံးမတက်ခင်မှာဒီမေကွန်းလေးတစ်ခုတော့စဉ်းစားဖို့ချန်ထားခဲ့ခြင်းပါတယ် အခုလို automation နည်းပညာတွေကတည်တည်ပွေုံဈေးကွက်ကိုပြောင်းလဲပေးနိုင်တယ်ဆိုရင်တခြားသောရှေးယုံဈေးကွက်တွေလုပ်ငန်းတွေကိုရောအနာဂတ်မှာဘယ်လိုတွေအထိပြောင်းလဲပုံဖော်သွားနိုင်အောင်လဲကိုလုပ်ငန်းအထွေလည်ဒီလို software မျိုးစိတ်ဝင်စားတယ်ဆွေးနှုံးဘလို့ရှိမလဲသိချင်တယ်ဆိုရင် map fit fit software ကိုခမလက်တွေ့စမ်းသုံးကြည့်ချင်လဲဆိုရင် map fit fit အောက်က comment မှာရေးပြီးအသေးစိတ်ကိုမေးမြန်းနိုင်ပါရဲ့နော်ဒီနေ့ပြောပြထားတဲ့အကြောင်းအရာကိုသဘောကျရဲဆိုရင် like တစ်ချက်လောက်လုပ်ပေးသွားပါအောင်။နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတော့လည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့။ပြီးတော့ကိုလိုပဲလုပ်ငန်းကိုစနစ်တကျဖြစ်ချင်နေတဲ့မိတ်ဆွေရိရှိရင်လည်းတို့စီကိုဒီအကြောင်းအရာလေးကို share လုပ်ပေးလိုက်ပါအောင်။ If you like this video please like share to your friends and if you are coming first time please subscribe this channel